တဲ့ကမ်းဘက်ပေါ့ကမ်းဘက်ကဒီမမအူပြီးကြရဆိုတော့နှစ်ခွဲသုံးခွဲလောက်ကပြောင်းနေကြရလေနော်မမအူနဲ့လုံအောင်မတူတဲ့ character တစ်ခုအနေနဲ့ပြဿနာတွေမြင်ရတဲ့အတွက်ကြောင့်မလို့အဲနည်းနည်းလေးအဲ့လိုအစမ်းတကျယ်လေးတော့ဖြစ်နေလိမ့်မယ်လို့ထင်တယ်ဟုတ်တယ်ဟုတ်တယ်ဟိုအမေပြောတာလည်းမှန်တယ်သီလားတတော်ကအမေကိုစော်ကားထားတာဆိုတော့အခုနေသွားကြည့်လို့ရှိရင်လေနောက်တခြားပုံကြီးရောက်ထလာဖို့ပဲရှိတယ်အမေပြောက်ကကြတော့သူ့ရဲ့ကောင်းနိုင်တဲ့စိုးရိမ်တွေညပြီးရှိရအောင်အဲ့တော့သူ့စိတ်ထက်ပေါ်လာတဲ့တစ်ချက်တစ်ချက်ပေါ်ပေါ်လာတဲ့သူ့ရဲ့ဒီ dark side ပေါ့ အဲ့တော့သူ့ရဲ့အထက်မှာဂျိုးဂျော့ကြော့ကြော့လာတယ်ဒီဟိုဘယ်လိုပြောရမလဲဆိုတော့သူ့ရဲ့မကောင်းတဲ့ဘက်အချမ်းကအရာကိုပြိတက်ကိုတော့ပါပါလေးပဲပုတ်ပြရမှာအာလောကကြီးမှာအမုန်းတရားတွေအာဃာတတွေအညိုးတွေရမ်းများနေလူတွေကနေလို့မရတော့ဘူးပေါ့ဒါတွေကိုရိုက်ပြကြင်တာပေါ့အမုန်းတွေအရန်ချီထွားလာတဲ့အခါမြေတစင်းလို့ဖြစ်သွားပြီဆိုရင်ရက်တက်လို့မရတော့ဘူးအဲ့ဒီအခါမှာမလိုလားအပ်တဲ့ဘေးရွက်ဆိုးကျိုးတွေအများကြီးဖြစ်နိုင်တယ်ပေါ့ခက်ခက်မှာပေါ့ဆိုးထားတဲ့အမုန်းကမြစ်တစ်ခုလိုပဲ 没人死心呢。 ဒီကားထဲမှာကြတော့နွယ်နေနေပေါ့နော်မတူကွဲပြားတဲ့ character တစ်ခုနေနေဆိုတော့ခေါင်းဆုံးစူးစမ်းထားပါတယ်ဆိုတော့တစ်ခါမှတည်ဆောက်မှုတဲ့ character လည်းဖြစ်ပါတယ်အဲ့ဒီပြင်ကိုဒီအမြင်နေကြမမဦးလို character မျိုးမဟုတ်ဖဲနဲ့နည်းနည်းလေးပေါ့နော်အဲ villain bad ကိုသွားမယ်ဒါပေမဲ့ villain အစ်စလားဆိုတော့လည်းမဟုတ်ဘူးပေါ့နော်အဲအဲ့တော့ဒီအမုန်းမြစ်တွေထဲကနေပြီးတော့ အဲဆိုတော့ဒီအလောက် character တခုဖြစ်တဲ့ຫນွေစရိတ် character ကိုတော့ဆိုတော့အကောင်းဆုံးစူးစမ်းပုံဖော်ထားတယ်။သမင်းချက်လင်းကပဲဟင်းချက်လင်းကပဲဘဝကြီးတယောက်တော့ရှိနေတယ်။အချိန်လုံးငောက်ခိုင်း ဆိုတော့ကမ်ဘက်ပေါ့ကမ်ဘက်ကဒီမမအူပြီးခဲ့ရဆိုတော့နှစ်ခွဲသုံးခွဲလောက်ကပြောင်းနေခဲ့ရလीเนาะအဲ့တော့ဒီမုံမြင့်ရဲ့ကမ်ဘက်လာတဲ့အခါမှာမမအူနဲ့လုံအောင်မတူတဲ့ character တစ်ခုအနေနဲ့ပြဿနာတွေမြင်ရတဲ့အတွက်ကြောင့်မလို့အဲနည်းနည်းလေးအဲ့လိုအစမ်းတစ်ကြယ်လေးတော့ဖြစ်နေလိမ့်မယ်လို့ထင်တယ်။နောက် OST လေးလည်းဆိုတော့ဆိုထားတာပေါ့နော်ဆိုတဲ့အခါကျတော့အမ်ကောင်းပါတယ်ဆုရက်ကိုယ်တိုင်လည်းအဲ့လိုဇက်ရဲ့အပြောင်းလဲအချိုးခွေ character တကားနဲ့တကားမတူတဲ့ challenge ကြီးတွေကိုကြိုက်ပါတယ်ဟုတ်တယ်ဟုတ်တယ်ဟိုအမေပြောရတယ်မှန်တယ်တိလား တတို့ကအမေကိုစော်ကားထားတာဆိုတော့အခုနေသွားကြည့်လို့ရှိရင်လေနောက်တခြားပုံကြီးရောက်ထလာဖို့ပဲရှိတယ်အမေရဲ့ဟဲ့ဟိုအဲ့ဒါတော့ဘယ်လိုလဲဆိုတော့ဆရာအခွင့်အရေးပေးတာပါဆရာကိုလည်းဆရာလည်းဖြစ်တယ်နောက်ဆရာသိရင် Phoenix ကကြတော့အာသူတို့ဆိုဒီတယောက်ဆောင်အလုပ်ကိုအရန်ယူသွတ်တယ်ပေါ့နော်တစ်ချိန်ပိုင်းမှာလည်းကိုအရန်ဟိုယူသွတ်တယ်အဲဒီဒီအလုံးမှာဆက်လုပ်ဖို့လို့အတွက်ကိုဖေဖေရဆိုပညာရေးဘက်ကိုအရင်လိုက်စားစေချင်တယ်။သူတကဒီအလုပ်ကိုအရင်လုပ်ချင်တာဖြစ်တဲ့အတွက်ကြောင့်ဖေဖေနဲ့ဆိုအတိုက်ခံနေလုပ်ပြီးတော့ဒီအလုပ်ကိုလုပ်ခဲ့ရတာပေါ့နော်။ နောက်ဆုံးမှာတော့ဖေဖေကလည်းအဲတမီးဝါသနာပါတဲ့အရာအများကြီး short ပေးပြီးတော့အခုတောက်လျှောက်ပဲ live လုပ်ပေးရှာပါတယ်အဲတော့ဆိုတော့အရန်ကိုဒီအလုပ်ပေါ်မှာစိတ်နစ်တာတည်တဲ့အခါကျတော့ဆရာကဒီတချင်းလေးကိုစိုးဖို့အတွက်ပြောလာတဲ့အချိန်မှာဆိုတော့ကိုယ်တိုင်ကလည်းတကယ်ကိုဝမ်းမက်တာနဲ့ကိုဒီယန်ရဲ့ဒီအမုံမြင့်တချင်းလေးကိုစိုးပစ်ခဲ့ပါတယ်အဲစတူဒီယိုထဲမှာ recording လုပ်တဲ့အချိန်မှာတခါတည်း the break တည်းသွင်းပြီးတော့ final data ရခဲ့တဲ့တချင်းလေးပါပဲ Night you made a kinja ချစ်ကိုကိုပဲရင်းနဲ့မုန်းနေဖြစ်သွား မရှိဘူးသူကငကိုရဲကအဲ့လိုဇက်ကားရဲမှာ villain character တွေတင်ရ character တွေကြည့်လို့ရှိရင်သူကလူမုန်းနေဆိုတာတိကျဆောင်ကောင်းလို့ပေါ့နော်ဟိုအောင်မြင်လို့ကိုတိကျဆောင်တာအောင်မြင်လို့လူကြိုက်တာလူမုန်းတာဆိုတာဖြစ်တဲ့အတွက်ကြောင့်ဒီကားရဲမှာကျွန်တော်ဆိုတာ villain စစ်စစ်ကြီးမဟုတ်ဘူး तू ကဒီသူ့ရဲ့အော်ဘယ်လိုပြောရမလဲဆိုတဲ့အခါကျတော့စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေပေါ့နော်လူတယောက်ကကျတော့သူ့ရဲ့ကောင်းတာတွေဆိုးတာတွေညှပြီးရှိရအောင်အဲ့တော့သူ့စိတ်ထက်ပေါ်လာတဲ့တစ်ချက်တစ်ချက်ပေါ်ပေါ်လာတဲ့သူ့ရဲ့ဒီ dark side ပေါ့ အဲ့တော့သူ့ရဲ့အထဲမှာဂျိုးဂျော့ကြွကြွလာတယ်ဒီဟိုဘယ်လိုပြောရမလဲဆိုတော့သူ့ရဲ့မကောင်းတဲ့ဘက်အချမ်းကအရာကိုပြိတက်ကိုတော့ပါပါလေးပဲပုတ်ပြရမှာအဲ့တော့မတ်နွယ်ကြီးကအာအရန်ကြီးဟိုရုပ်မာပြီးဖြစ်နေရမျိုးမဟုတ်ဘူးပေါ့လူတွေမှာဖြစ်လေဖြစ်တာရှိတယ်လူတယောက်ကကောင်းနေနဲ့လဲစိုးွားနိုင်တယ်အဲ့တော့စိုးနေနဲ့လဲမှာပြန်ကောင်းသွားနိုင်တယ်ဆိုတော့အပြင်မှာလဲဒီလိုမျိုး character ဆိုတာရှိတယ်ဆိုတော့အဲ့လိုပါပါလေးနဲ့ပဲပုတ်ပြသွားမှာပေါ့နော်ဒါပြောတာကြားတယ်နော် နင်တို့မမြင်ဖြစ်ဘူးတဲ့အခု35ရက်မြတ်ထွက်သွားမုံမြင့်ဇက်ကားလေးကထူးထူးခြားမှုရှိတယ်။ဇလန်းကလည်း true story လည်းဖြစ်တဲ့အတွက်ကြောင့်မို့ပြိတ္တအချိန်ပေးပြီးတော့ကြည့်တဲ့အခါမှာအဲသူကပေးချင်တဲ့ message ကလည်းကြီးမားတယ်ပေါ့နော်။ဆိုတော့အာလောကကြီးမှာအမုန်းတရားတွေအာဃာတတွေအညိုးတွေအများများနေလူရန်နေလို့မရတော့ဘူးပေါ့။ဒါတွေကိုရိုက်ပြချင်တာပေါ့။အမုန်းတွေအရန်ကြီးထွားလာတဲ့အခါမြေတစင်းလိုဖြစ်သွားပြီဆိုရင်ရက်တက်လို့မရတော့ဘူး။အဲ့ဒီအခါမှာမလိုလားအပ်တဲ့ဘေးရွက်ဆိုးကျိုးတွေအများကြီးဖြစ်နိုင်တယ်ပေါ့။ခက်ခက်မှာပေါ့။ စိုးထားတဲ့ဘုံဟာမြစ်တစ်ခုလိုပဲအမြဲစီးဆင်းနေရခုမချွေးမဆိုလဲငါသာသူ့နေရာမှာဆိုရင်ဆိုရဲအတွင်းမျိုးကိုတွေးလိုက်ရင်ရမဖြစ်ကြတော့ဘူးအဲအဲ့တော့ဟို တယောက်တယောက်ကိုချင်းမစားနိုင်လို့အတ္တတွေများလို့ဖြစ်ကြတာပေါ့နော်အော်ကိုအတ္တတွေနည်းနည်းလေးရှော့ပြီးတော့တခြားလူမျိုးဝင်ဖြည့်ပြီးကြည့်ပြီးတဲ့အခါမှာအဲချစ်ချင်းတရားတော့နားလည်မှုတွေဆိုပေါက်ပွားလာတယ်ပေါ့အထားတွေကလူမှုဘဝတွေအတွက်အခြေခံလိုအပ်ချက်တွေဆိုတာကိုမိမောင်းထိုးပြရတဲ့ကားလေးပါအော်ပြည်သက်တွေတော့အများကြီးအားပေးပါဆိုတဲ့ຫນွယ်ဖြစ်နေအကောင်းဆုံးစူးစမ်းထားတယ် team တစ်ခုလုံးလည်းအမုန်းမြစ်ကြီးတခါတဲ့အသက်ဝင်လာအောင်အကောင်းဆုံးလှုပ်ရှားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ အပိပါလို့အာဒီနားတဲ့ချိန်လေးမှာကြည့်ရှုရတာတန်တဲ့စကားကောင်းတကားဖြစ်မှာပါလို့ပြောချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်